္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မလ9ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့နေပြည်တော်901တပ်ရင်းထံကိုစစ်မှုထမ်းမှုပေါ်တာဆွဲခံလိုက်ရသူ2ဦးအလင်းဝင်လာတဲ့သတင်းစစ်ကောင်စီရဲ့တံပြားကာကာမစီအသင်းဆောင်ကျိုတိုက်ခိုက်ခံရပြီးဒုဗိုလ်တအူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးတဲ့တွင် စကောင်းဆောင်ကကောင်စစ်ဝင်ရုံဖွင့်ပွဲတက်ပြီးစိန့်ပီတာစဘတ်အစိုးရအကြီးအကဲနဲ့တွေ့ဆုံတဲ့တွင်ကမမျိုးနယ်ကိုစားတောက်ကုန်တွေအပြင်ဓာတ်ဆီတည်ယူခွင့်မှာပိတ်ပင်ထားတဲ့တွင်စစ်မှုထမ်းပတ်စဉ်စက်တဲ့အတွက်လူမပြေလို့လမ်းမှာတွေ့သမျှဈေးတွေပါမကြံပေါ်တာဆွဲဖမ်းဆီးနေတဲ့တွင် နရတတိုက်ပွဲအတွင်းအထိုင်းချတက်ဆဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေတိုက်ခိုက်ခံရပြီး15ဦးသေဆုံးတဲ့တွင်ပခုတ်ကူကမ္မလမ်းပေါ်ရှိစစ်ကောင်စီအထိုင်းစစ်စေးရိတ်ကိတ်ပစ်ခတ်တိုက်ခိုက်ခံရတဲ့တွင်ဖန်စီထိန်သိမ်းခံထားရတဲ့တောင်ကိုရီးယားတမတအကြွယ်ဖာဝရန်ကိုတရားရုံးကဖျက်သိမ်းတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ကိုရတဲ့တရင်ထံကိုစစ်မှုထမ်းမှုပေါ်တာဆွဲခံလိုက်ရသူနှစ်ဦးအလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်တိုင်းစစ်ဌာနအမှတ်901ထံကိုမလာနေရနေကစစ်မှုထမ်းအပတ်စဉ်နှစ်မှာစစ်မှုထမ်းမှုပေါ်တာဆွဲခံလိုက်ရတဲ့စစ်ကောင်စီတပ်မ66လောက်ခန့်ခလာရတဲ့တရင်မှာစစ်ကောင်စီတပ်သား2ဦးကလက်နက်ခဲယမ်းတွေတကွာအလင်းဝင်ရောက်လာခဲ့တယ်လို့နေပြည်တော်901တရင်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ် အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား2ဦးကတမ66လောက်ခန့်ခလာရတဲ့တရင်ကတပ်သားအောင်စီယာထုံးနဲ့တပ်သားတော်တာမင်းထက်တို့အလင်းဝင်ရောက်လာခဲ့တယ်လို့နေပြည်တော်ကိုရတဲ့တရင်ကဆိုပါတယ်အဆိုပါအလင်းဝင်လာတဲ့တပ်သား2ဦးက MA3 မောင်းမြန်တလက်ကြီပေါက်တစ်ခုလက်ပြဘုံတလုံး၅တသမ56ကြီ24တောင်းတို့ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ12ရက်နေ့ကလည်းရွာတိကြီးရွာမှာဗရာကုန်းကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အားတရာ ဝင်းကျင်ပါစစ်ကောင်စီစစ်ကြောင်းကို နေပြည်တော် PDF စစ်ကြောင်းတရင်ကိုရတက်နဲ့ပူပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတပုတ်အနေနဲ့စစ်ကောင်စီရဲ့တံပြားကကား၂စီးအတင်းဆောင်ကြိုတိုက်ခိုက်ခံရပြီးဒုဗိုလ်တအူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့မှာမလ၄ရက်နေ့ညနေ၃နာရီဝန်းကျင်ခန့်ကမုံရွာမြို့ကထွက်လာတဲ့စစ်ကောင်စီရဲ့တံပြားကာကနှစီကိုအသင်းဆောင်ကြိုတိုက်ခိုက်ခဲ့တယ်လို့ချောင်း PDF ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။မုံရွာမြို့ကထွက်လာတဲ့စစ်ကောင်စီရဲ့တံပြားကာကနှစီကချောင်းမြို့ကိုဖျက်ပြီးမြင်းမှုဘက်ကိုဥတီထွက်ခွာစဉ်မုံရွာမန္တလေးလမ်းမိုင်းတနေရာမှာမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကအသင်းဆောင်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်ချောင်းမြို့ပေါ်ကစစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့စိုက်ကွေးရုံနဲ့မြပလဲစစ်ကောင်စီအထိုင်ဂိတ်က120မမလက်နက်ကြီး106ကြိမ်ပစ်ကူပေးခဲ့ကနာမခါမအင်ဂျင်တက်လေချီနဲ့နှစ်ကြိမ်လေချောင်းပစ်ကူပေးခဲ့ပါတယ်လို့ချောင်း PDF ကဆိုပါတယ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကဒုဗိုလ်တအူအပါအဝင်18ဦးသေဆုံးပြီးပြည်သူ့ကာကွယ်ရေးရဲဘော်တအူမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုမှာစစ်ကောင်စီရဲ့တံပြားကာကား၂စီး ် MA1 လေးလက် MA3 တလက် MA7 သုံးလက် G3 တလက် G1 တလက်60မမစိတ်မြောင်းတလက်လာလာတလက်နဲ့ကြီးပေါက်မျိုးစုံ22ပေါက်တိတ်စီရမိခဲ့ပြီးတံပြားကကားနှစ်စီးကတော့မောင်းနေလို့မရတော့တာကြောင့်မိရှုဖြက်စီခဲ့တယ်လို့ချောင်း PDF ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုချောင်းမျိုးနယ်ပကဖတိုက်ခိုက်ရေးတပ်ချောင်း PDF နဲ့ပူရဲတာဝန်ထမ်းဆောင်လျက်ရှိတယ်တော်လိုင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ် တိုက်ခိုက်မှုအတွင်း SRC Subway Revolution Clinic မှစေဘဆိုင်ရာအကူအညီပေးခဲ့ပြီးရင်းမြစ်လေးချောင်းအထိုင်မှလေးချောင်းကင်းထောက်မှုကူညီပေးခဲ့တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့ကလည်းစစ်ကောင်စီရဲ့အင်အား80ခန့်ပါစေချောင်းက မုံရွာနားမခကိုရိတ်ခါသွားပို့ခြင်းတော်လရင်တပ်ဖွဲ့တွေအသိထောင်ထားတဲ့မိုင်းကိုထိမိခဲ့ပြီးနောက်ပါထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ တရသတင်းတပုတ်အနေနဲ့စစ်ကောင်းဆောင်ကကောင်စစ်ဝင်ရုံဖွင့်ပွဲတက်ပြီးစိန့်ပီတာစဘတ်အစိုးရအကြီးအကဲနဲ့တွေ့ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာကောင်စစ်ဝင်ရုံဖွင့်ပွဲတက်ပြီးစိန့်ပီတာစဘတ်အစိုးရအကြီးအကဲမစ္စတာအလန်ဇန်တာဒီမီထရီဗစ်ဘက်ကလော့နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။မနေ့ကမလ9ရက်ဒေတာစံတော်ချိန်ညပိုင်းမှာစစ်ကောင်းဆောင်ဟာစိန့်ပီတာစဘတ်မြို့အစိုးရအေဂီဟာ K2 မှာ မြန်မာကောင်စစ်ဝင်ချုပ်ရုံးဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပြီးစစ်ကောင်းဆောင်နဲ့စိန့်ပီတာစဘတ်အစိုးရအဖွဲ့အကြီးအကဲတို့ဟာစိန့်ပီတာစဘတ်မြို့အစိုးရဧည့်ခေဟာကေတူးမှာတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာစစ်ကောင်းဆောင်နဲ့အတူစစ်ကောင်စီတွဲဘက်အတွင်ရင်မူဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ဗိုလ်ချုပ်ကြီးမျိုးစော်၊ဗိုလ်ချုပ်ကြီးမိုးအောင်စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေတာအမတ်ကြီးဦးတစ်လင်းအုံတို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ စစ်ကောင်းဆောင်ဟာရုရှားနိုင်ငံကိုမလ၄ရက်နေ့ကတည်းကရောက်ရှိနေတာဖြစ်ပြီးဘီလာရုနိုင်ငံကိုပါတွားရောက်လဲပတ်အောင်มาဖြစ်ပါတယ်။သူနဲ့စစ်ကောင်စီရဲ့တရားဝင်မှုအဖြစ်ပြပခရီးစဉ်ကိုအတုံးချနေတာလို့ပြောဆိုနေကြပြီးစစ်ကောင်းဆောင်ရဲ့ခရီးစဉ်အတွင်းရုရှားနဲ့သဘောတူညီမှုအချို့လည်းရရှိခဲ့ကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာမြို့နယ်ကိုစားတောက်ကုန်အပြင်ဓာတ်ဆီတည်ယူခွင့်မှာပိတ်ပင်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေတိုင်းတရက်ခရိုင်ကမ်းမမြို့ကိုစားတောက်ကုန်တွေနဲ့ဓာတ်ဆီတွေကိုပြည်မျိုးကနေတည်ယူခွင့်တွေပိတ်ပင်ထားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကသိရပါတယ်။ပြည်ကမ်းမလမ်းပေါ်ပြည်ခရိုင်အတွင်းကထေပင်ကျိုးစစ်ဆေးရေးဂိတ်မှာပြည်ဘက်ကလာတဲ့ကုန်ကားတွေဓာတ်ဆီကားတွေကိုနောက်ပြန်လှည့်ခိုင်းတာပါလာတဲ့ဇန်ငပိနဲ့စားတောက်ကုန်တွေကိုဂိတ်မှာပဲတွန်းချခိုင်းပြီးကားအခွန်အတိုင်းပဲပြန်မောင်းခိုင်းတာတွေအထိပြုလုပ်နေတယ်လို့သိရပါတယ်။ဆန်နဲ့စားတောက်ကုန်ပိုင်းကို ပြန်လွှတ်တာ အချိုရီကားတောင်အဝင်မခံဘူးဘာကုံဖြစ်ဖြစ်အဝင်မခံတာပါလူပဲခရီးသည်တင်တဲ့ကားလေးတွေတောင်ခရီးသည်ပဲတဲခွင့်ပေးတာတခြားဘာမှတဲခွင့်မပေးတာဆိုင်ကယ်ကားပါတော့ကားပေါ်မတဲခိုင်းဘူးအကုန်ထားခဲ့ရတာလို့ကမမြို့နယ်ကြီးပါတရွာကတောင်သူတအူးကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီကရခိုင်နယ်နမိတ်နယ်နီးစပ်တဲ့ကမမြို့နယ်ကိုရိတ်ခါဖြတ်တဲ့သဘောဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ကရိတ်ခါလာဝယ်တယ်လို့ကောလာဟာလာသတင်းရတာနဲ့ပတ်သက်ပြီးအခုလိုတွေလုံနေတာလည်းဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုနေပါတယ်။ထပင်ကျိုးစစ်စေးရေးဂိတ်မှာစားတောက်ကုန်တဲတဲ့ကားတွေအပြင်ဓာတ်စီလောင်စာစီရင်းပစ္စည်းအဟောင်းဝယ်တဲ့သုံးဘိန်းရင်နေနဲ့စပင်ကျိုးဝယ်တဲ့ကားလေးတွေပါမကြမ်းကမမျိုးဘက်ကိုအဝင်မခံတော့လို့တာမန်လက်လုံလက်စားသမားတွေပါဒုက္ခရောက်နေရတယ်လို့သိရပါတယ်။ကမဘက်ကိုစပင်ကျိုးဝယ်မဲ့ကားလေးတွေ ဆိုင်ကယ်အစုပ်စပိန်ဆုပ်ဝဲတဲ့ကားလေးတွေပါအသွားမခံတာဓာတ်ဆီတွေတဲတဲ့ပေပါကားကြီးတွေဆိုရင်ရက်ထားရတာပြန်လှည့်ခိုင်းနေတယ်မြို့ကိုဓာတ်ဆီပါဖျက်ပြစ်နေတာအမျိုးကစစ်ဖြစ်တာလည်းမရှိသလိုအေးဆေးနေတဲ့မြို့ပါလို့ခရီးသွားကားသမားတဦးကမြို့တော်ကိုပြောပါတယ်ထေပင်ကျိုးကိမ်းမှာစစ်ဖက်ရေးရာဆာယာဖာကစစ်ကောင်စီတပ်သားတွေအင်အား80ဝန်းကျင်ခန့်ရောက်ရှိနေပြီးလူငယ်တွေကိုလည်းအသေးစိတ်စစ်ဆေးတာတွေလှုပ်ဆောင်နေသလို လုံခြုံရေးလည်းအရန်တင်းကျပ်နေတယ်လို့ဒေတာခန်တွေရဲ့ပြောဆိုချက်တွေအရာသိရပါတယ်။လက်ရှိရိခဖြက်ပိတ်ဆို့မှုကိုရက်ဘလောက်ကြာကြာပိတ်ဆို့ထားမယ်ဆိုတာမသိရသေးပဲအခုလိုပိတ်ထားတာမှာမလောက်9ရက်နေ့ဒီကနေ့မှဆိုတပတ်ပြည့်ပြီလို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းအပတ်စဉ်7အတွက်လူမပြေလို့လမ်းမှာတွေ့သည်။မြဈေးတွေပါမကြံပေါ်တာဆွဲဖမ်းဆီးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းအောက်လံမြို့မှာစစ်မှုထမ်းအတွက်လူငယ်တွေကိုဖမ်းဆီးနေပြီးအောက်လံမြို့အနီးတစ်ဝိုက်မှာခရီးသွားလူငယ်တွေအဆက်အသွယ်မရဘဲပျောက်ဆုံးနာတွေလည်းရှိနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မလာတရနေ့ကအောက်လံမြို့နယ်တန်ချက်ရွာလမ်းစုံမှာစစ်ကောင်စီတပ်ဖွဲ့တွေကခရီးသွားတွေကိုဆိုင်ကယ်တွေဆစ်ဆီးပြီးလူငယ်၁၂ဦးကိုဖမ်းသွားကဆိုင်ကယ်တွေကိုလည်းတိမ်းသွားတယ်လို့စုံစမ်းသိရှိရပါတယ်။အောက်လံကိုလာကြတဲ့ဆောင်းတွေတွေလို့တော့ကြားတယ်။ နေလှည့်ဈေးရောက်ကြတဲ့သူတွေအရင်ကလည်းအခုလိုပဲစစ်တပ်ကဖမ်းနေတာခရီးသွားတွေကိုအ धिक ဖမ်းတာအုပ်ချုပ်ရေးမှုတွေနဲ့ရဲတွေကမဲပေါက်တဲ့သူကိုရက်ွက်တွေတဲ့ကဝင်ဖမ်းတာမတူဘူးလို့အော်လန်ဒေတာခတ်တူကမြို့တော်ကို ပြောပါတယ်မလ3ရက်နေ့မှလဲပြလို့တိုက်နေပြလို့လမ်းပေါက်နဲ့ပွဲတာလမ်းပေါက်မှာ ခရီးသွား express ကားပေါ်ကလူငယ်3ဦးအဖမ်းခံလိုက်ရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကသိရပါတယ်ခရီးတဲ့ကားပေါ်ကလူငယ်3ဦးပါလာတော့ရှိတယ် ပြီးခဲ့တဲ့3လလောက်ကဆိုရင်ရန်ကုန်ဘက်ကအချွေတဲတဲ့ဒိုင်းနာအလုံးပိတ်ကားလေးတစ်စီးရဲကကားမောင်းတဲ့ဝန်ထမ်းရော စပယ်ယာကောင်လေးကိုပါဖမ်းသွားတာရှိတယ်။ကားကိုလမ်းဘေးမှာထားခဲ့တာ။နောက်နေ့သူတို့ကုမ္ပဏီကကားကိုလာပြန်တည်သွားတယ်။ခလေးတွေကစက်မှုထမ်းနဲ့ပါသွားတယ်လို့ပြောတယ်လို့ပြလို့ဒေတာခန့်တဦးကမြို့တော်ကိုပြောပါတယ်။အောင်လမ်းမြို့မှာစက်မှုထမ်းအပတ်စဉ်ဆက်တဲ့အတွက်လူမပြေသေးဘူးလို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကသိရပြီးစက်မှုထမ်းခေါ်ယူရမှာ မဲပေါက်လို့ခေါ်တာနဲ့ခရီးသွားတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေကစစ်မှုထမ်းတသက်အတွက်မဟုတ်ပဲစစ်ကောင်စီရဲ့အထိုင်တက်တွေအတွက်လူအင်အားလိုအပ်ချက်ကြောင့်အခုလိုအတင်းအကျပ်ဆွဲနေကြတာလို့သိရပါတယ်။အောင်လံမြို့နယ်အနီးတစ်ဝိုက်မှာအခုရက်ထဲခရီးသွားလူငယ်တွေအဆက်အသွယ်မရဘဲပျောက်ဆုံးတာတွေလည်းရှိနေတယ်လို့ဒေတာရင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နှရက်တာတိုက်ပွဲအတွင်းအထိုင်းချတက်ဆဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထိတွေတိုက်ခိုက်ခံရပြီး15ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချမ်းမြို့လေတိကြီးရွာမှာအထိုင်းချတက်ဆဲထားတဲ့စစ်ကောင်စီတပ်သားတွေပြူစောထိတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေဟာမလ၁ရက်နေ့နဲ့၂ရက်နေ့မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မြင်းချမ်းဒိန်ကြားဒိုင်းနမိုက်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ မြင်းချံမြို့လယ်တိကျေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေဟာမြင်းချံနဘူးအိုင်လမ်းမပေါ်ကိုစစ်ကြောင်းထိုးလာခြင်းတော်လည်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။နှစ်ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတန်ကြက်ကာကာတစီနဲ့မှန်လုံကာတစီပျက်စီးပြီးစစ်ကောင်စီတပ်သားနဲ့ပြူ15ဦးသေဆုံးကအများအပြားဒဏ်ရာရရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူပေးနေရတဲ့အခြေအနေအထိဖြစ်ပွားခဲ့ပါတယ်လို့ ြင်းကျန်ဒိန်ဂျာဒိုင်နမိုက်ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ဒိန်ဂျာဒိုင်နမိုက်နဲ့အတူမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကလည်းရေတကြိုမြို့နယ်ရေလေကျွန်းဒေသအတွင်းကြီးစစ်ကောင်စီအထိုင်ချတပ်ဆွဲထားတဲ့မင်းရွာပြူရွာကို မြင်းကျန်ဒိန်ဂျာဒိုင်နမိုက်နဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိပြီးပြည်သူ့ကာကွယ်ရေးဘော်တအူးလည်း စစ်ကောင်စီထောင်ထားတဲ့နင်းမိုင်းကိုနင်းမိပြီးခြေနှစ်ဖက်လုံးဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပခုတ်ကူကံမလမ်းပေါ်ရှိစစ်ကောင်စီအထိုင်စစ်စည်းရေးဂိတ်ပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာမလ6ရက်နေ့မနေ့ကမနက်9နာရီဝန်းကျင်ကစစ်ကောင်စီအထိုင်စစ်စည်းရေးဂိတ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Justice Revolution ဖို့ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ ပခုတ်ကူမျိုးပခုတ်ကူကံမလမ်းပေါ်ရှိမြောင်ကြီးပင်ကျေးရွာစစ်တပ်အထိုင်စစ်စီရေးဂိတ်ရှိဂိတ်ထွက်စစ်တဲ့စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ပြစ်ခတ်တိုက်ခိုက်မှုမှာပြူစောတီအဖွဲ့ဝင်လို့ယူဆရတဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီးထိခိုက်ဒေဆုံးမှုကိုဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့ Justice Revolution Force ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Justice Revolution Force နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ပြီးခဲ့တဲ့မလ၄ရက်နေ့ကလည်းပခုတ်ကူမြို့နယ်ညောင်ကျေးပင်ကျေးရွာစစ်တပ်အထိုင်စစ်စည်းဂိတ်စခန်းမှာထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတဦးနေရာမှာပဲတိတ်ဆုံသွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖန်စီထိမ့်သိမ်းခံထားရတဲ့တောင်ကိုရီးယားတမတအတွက်ဖော်ဝရန်ကိုတရားရုံးကဖျက်သိမ်းတဲ့သတင်းကိုနှိမ့်ဆက်ပေးပါမယ်ရှင်။ ပြီးကြတဲ့2024ခုနှစ်ဒီဇင်ဘာလဆန်းကတောင်ကိုရီးယားမှာဆေးရုံချုပ်ရေးကြီးညာခဲ့လို့ဆွဆွဲပြစ်တင်ပြီးဖန်စီထင်ထင်ခံထားရတဲ့တမတယွန်းဆိုယိုအတွက်ဖာဝရန်ကိုစိုးမှရှိတဲ့တရားရုံးကဖျက်သိမ်းလိုက်ပါတယ်။ဒီကနေ့မလ9ရက်နေ့မှာပဲဖာဝရန်ကိုဖျက်သိမ်းလိုက်တာဖြစ်ပြီးအခုလိုရုတ်သိမ်းမှုကြောင့်တမတအနေနဲ့ထိမ့်သိမ်းခံထားရတဲ့အခြေအနေကနေပြန်လည်လွတ်မြောက်ဖို့လမ်းစပွင့်သွားပြီလည်းဖြစ်ပါတယ်။တီစာအေဂျင်စီနှစ်ခုပါဝင်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ငန်းရှင်နဲ့ ကနဦးထိတ်သိမ်းမှုကာလပြီးဆုံးပြီးတဲ့နောက်မှာစွဲချက်တင်မဲ့အချိန်ပေါ်အခြေခံပြီးစီရင်ချက်ချတာဖြစ်တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ15ရက်နေ့ကတမတရွှေဆူရိုးကိုဖမ်းဆီးရမှာသူ့ရဲ့လုံခြုံရေးအဖွဲ့နဲ့တာဝန်ရှိသူတွေအကြားထိတ်တိုက်တွေးဆမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီလို ထိတ်တိုက်တွေးဆမှုပြီးမှတမတောက်ကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးသူဟာတောင်ကိုရီးယားမှာယာဒူးရှိနေစဉ်အဖမ်းခံရတဲ့ပထမဆုံးတမတလည်းဖြစ်ပါတယ်။ ဖန်ဆီးမှုကိုပယ်ဖျက်ဖို့တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာဒီနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုအသက်ဝင်နေသေးတာကို ပြသတာဖြစ်တယ်လို့တမတရုံးစုရဲ့ရှင်းနေအဖွဲ့ကထုတ်ပြန်ထားပါတယ်။စီရင်ချက်ကိုအစိုးရရှင်းနေတွေကအယူခံဝင်နိုင်သေးတာကြောင့်တမတဟာဆက်ချင်းလွတ်မြောက်ဖို့တော့မဖြစ်နိုင်သေးဘူးလို့လည်းသိရပါတယ်။ရုပ်စုရဟာပြည်တွင်းအဖြတ်အင်အားစုတွေနဲ့မြောက်ကိုရီးယားကွန်မြူနတီရဲ့ရန်ချောင်းလိုအကြောင်းပြပြီး2024ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ကစေုပ်ချုပ်ရေးကြေညာခဲ့တာပါ အဲ့ဒီနောက်ပိုင်း나이ပိုင်းအတွင်လွတ်တော်အမတ်တွေကလွတ်တော်မှာချက်ချင်းမဲခွဲဆုံးဖြတ်ပြီးစေုပ်ချုပ်ရေးကြီးညာမှုကိုပယ်ချခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့တမတရဲ့လှုပ်ဆောင်ချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်ခဲ့ကြောင်းအတိုက်ခံဥဆောင်နဲ့ပါလီမန်ကဆွဆွဲပြစ်တင်ခဲ့ပြီးတမတကိုရာထူးကနေဆိုင်းငံ့ခဲ့ပါတယ်။တမတအပေါ်ဆွဆွဲပြစ်တင်မှုနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကမကြခင်မှာစီရင်ချက်ချသွားဖို့ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ ယူရိုရဲ့နေဆင်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းလေးကိုနေဆင်တင်ဆက်ပေးမှာမို့ယူရိုရဲ့ Facebook page နဲ့ YouTube channel တို့ကလည်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးဆရာမရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းယူရိုရဲ့အဖွဲ့သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ရှင်